မှန်လားပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကွန်ပျူတာကိုအခုမှအခြေခံနေစပြီးအသုံးပြုတဲ့သူတွေအတွက်ပေါ့နော်ကွန်ပျူတာမှာကျွန်တော်တို့ Wi-Fi ဘယ်လိုရှင်းရလဲဆိုတဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ဒီ TikTok အကောင့်ပါကြည့်ဒီမှာလာမေးထားလေးရှိပါတယ်အဲကွန်ပျူတာမှာ Wi-Fi ရှိနည်းလေးပြောပြပေးပါ Idol ဆိုပြီးတော့နော်အဲသူကဒီမှာဗီဒီယိုလေးနဲ့အားပြီးပြခိုင်းတာပေါ့နော်အဲ့တော့ဒီအကိုလားညီလေးလားပေါ့နော် သူ့ကိုဒီပါဒီကွန်ပျူတာမှာခုမှစသုံးနေဆိုလို့ရှိရင်ရော Wi-Fi ရှိနည်းလေးကို ပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်။ကျွန်တော်ကွန်ပျူတာမှာ Wi-Fi ရှိဖို့အတွက်ကျွန်တော်တို့ကဒီကွန်ပျူတာမှာကြောင့် internet တွေသုံးဖို့အတွက်ကျွန်တော် Wi-Fi ရှိဖို့လိုပါတယ်။အဲ့ဒါ Wi-Fi ရှိမယ်ဆိုရင်လည်းကျွန်တော်ကို့မှာ Wi-Fi ဆက်ရှိရမယ်။ဒါမှမဟုတ် Wi-Fi ဆက်မရှိတော့ကျွန်တော်ကဒီဖုန်းကနေတစ်စင်ဒီ hotspot လွှင့်ပြီးတော့ကျွန်တော် Wi-Fi ရှိပြီးတော့လည်းသုံးလို့ရတယ်။ပြလို့ရှိရင်ကျော် cable ကျိုးတွေတော့เนาะ network cable ကျိုးနဲ့လည်းအသုံးပြုလို့ရတယ်။နောက်တစ်ခုကကျော်ကဒီဖုန်းအသင်းကျိုးနဲ့ပေါ့เนาะဖုန်းအသင်းကျိုးနဲ့ computer နဲ့ join ပြီးတော့လည်း အဲကျွန်တော်တို့အင်တာနက်ကိုချိန်ပြီးတော့တုံးလို့ရပါတယ်။အဲ့တော့ဒီနေရာလေးမှာဒုံအောက်ဆုံးလေးမှာပေါ့နော်ဒီဒလတော့ရဲ့ညာဘက်နေရာလေးမှာဒီ wifi ဆိုတာလေးရှိပါတယ်ဒီမှာနော်အဲကျွန်တော်ကျွန်တော်ကဒီမှာပိတ်လိုက်မယ်နော် wifi လေးကိုကျွန်တော်တို့ on ပေးရမှာဖြစ်ပါတယ်တစ်ချက်နေပါဒီမှာ wifi ဆိုတာလေးရှိပါတယ်သူ့ကို on ပေးလိုက်ပါ Okay wifi လေး on ပြီးသွားပြီဆိုလို့ရှိရင် အဲဒီမှာကိုယ့်ရဲ့ဒီဆက်ရဲ့ device နာမည်ရွေးရမှာဖြစ်ပါတယ်ခုမှ wifi ဆက်ရှိရလားရှိရဆိုရင်ရှိတဲ့ဆက်ရဲ့နာမည်ရွေးဒါဆိုရင်ကျွန်တော်ဖုန်းနဲ့ချိန်တာဖြစ်တဲ့ဖုန်းရဲ့ဒီ internet လေးကိုပေါ်မှာနော်အဲ loss wifi ကပြည့်နေပါတယ်အဲ့တော့ဒီမှာဆိုရင်ဖုန်းနဲ့ဒီ hotspot လွှင့်ပြီးတော့ချိန်လိုက်တာဖြစ်ပါတယ်အဲဒီနေရာလေးမှာဒီ wifi ရှိတဲ့ icon လေးမရှိခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ပြိုသွားလို့ရလဲဆိုရင်ကျွန်တော်တို့ setting ထဲကိုသွားလို့ရပါတယ် setting ထဲကိုပေါ့နော်အဲ setting ထဲကိုသွားရင်လည်းကျွန်တော်ဒီ wifi ရှိတဲ့ ရှိလို့ရတဲ့နေရာလေးရှိမှာဖြစ်ပါတယ်အဲ့တော့ setting နဲ့ကိုကျွန်တော်ပြပါမယ်အဲ့တော့ setting နဲ့ဥသားဖို့အတွက် window logo ရဲ့ icon တွဲပြီးတော့နေပြလိုက်ပါ window icon နဲ့ logo နဲ့တွဲနေပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာလေးမှာ network and internet ဆိုတာလေးရှိပါတယ်အဲအဲ့ဒီနေရာမှာကျွန်တော်ကဒီ wifi ဆိုတဲ့ဟာလေးကိုကျွန်တော် on ပေးလို့လိုပါတယ်ဒီမှာ on ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့က wifi device ကို ဲဒီ wifi icon လေးပေါ့နော်ဒီ icon လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုး wifi နေရှိမ့်မယ်ရှိပ်ပြီးသားပြီဆိုလို့ချင်းကိုဖွင့်ခြင်းတဲ့ internet တွေဖွင့်ပြီးဖွင့်ပြီးတော့ကြည့်လို့ရပါတော့ကျွန်တော် Google သုံးပါလား TikTok ပဲသုံးပါလားပေါ့နော်အဲဒီမှာဆိုလို့ချင်းကျွန်တော် TikTok နော် YouTube ပေါ့ YouTube ပဲကြည့်ပါလား TikTok ပဲကြည့်ပါလားဒါဆိုလို့ချင်းဒီ YouTube တည်းလည်းဒီလိုမျိုး internet ရသွားဖြစ်တဲ့အတွက်ကျွန်တော်ကဒီလိုမျိုးကြည့်လို့ရတာပါဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီ knowledge and technique YouTube channel လေးပါကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့ဤပညာတွေ ကွန်ပျူတာသင်ခန်းစာတွေကိုကျွန်တော်ဒီအခမဲ့လေ့လာနိုင်တဲ့အဲ YouTube channel လေးပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း Mac Store တွေအဲအကျိုးရှိတယ်ဆိုလို့ရှိရင်ရုပ်တစုံတရာရတယ်ဆိုလို့ရှိရင်ရောရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့ဒီနောက်နေ့နောက်နေ့မှာဗီဒီယိုတွေအသစ်တွေတင်တဲ့အခါမှာဒီသိရအောင်လို့ဒီဘေးနားအခောင်းလုံးလေးကိုလည်းနှိပ်ပြီးတော့အားပေးသွားပါအောင်နော်အားလုံးစင်ပြေကြပါစေခင်ဗျာ